ဂျူဝေးစ်15မှာစိုင်းသံပုံသံတွေကိုခေါ်တီးနီးဗီဒီယိုရဲ့အောက်မှာစတူဒီယို1မှာရောဒီလိုမျိုးတီးလို့ရလားလို့မေးထားတဲ့မိတ်ဆွေနဲ့စတူဒီယို1ကိုလေ့လာနေတဲ့ဝါသနာရှင်တွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးလိုက်ပါတယ်။ကျွန်တော်မြန်မာသားကိုမတက်ကြွမအောင်ဒါနမူနာအနေနဲ့ကျွန်တော်ပေါက်ကရတီးပြတာပါ။ Studio One မှာကတော့ပိုလွယ်ပါတယ် Studio One ရဲ့ဒီဘက်ညာဘက်က browser ကိုဖွင့်လိုက် browser ထဲက instrument တွေကိုသွားလိုက် instrument တွေမှာ Studio One ရဲ့ bit in input ရှိမယ်နောက်တစ်ခါ sample 1ဆိုတာရှိမယ်အဲ့နှစ်ခုကိုသုံးပြီးလုပ်လို့ရပါတယ်ကျွန်တော်ဒီပေါ်သုံး line မှာဆိုရင်ဒါနှဲတံမှာနှဲတံကိုကျွန်တော် sample 1ကိုခေါ်တယ်ခေါ်ပြီးတော့ဒီ plus လေးကိုနှိပ်ပြီးတော့ကျွန်တော်နှဲတံတစ်ခုကိုဒီထည့်လိုက်ပါတယ် ကိုယ့်ရဲ့ one shot တွေကောင်းရင်ကောင်းသလောက်အတန် quality ကတော့ကောင်းပါပါနောက်ဒီမှာပြန်ချိန်လို့ရတယ်ကျွန်တော်ကတော့မြန်မာသားမကျွမ်းကျင်လို့မချိန်တော့ဘူးသူ့အတိုင်းလေးပဲကျွန်တော်အကျန်းရေးလိုက်ပါတယ်ခေါ်တာကတော့လွယ်လွယ်လေးပါနော်ဒီကောင်ကို impact ဆို impact ပေါ့ sample 1ဆိုရင်ဒီအောက်မှာ sample 1ဆိုပြီးရှိမယ်ဒီမှာ sample 1ကိုဖိဖိပြီးတော့ဒီဘက်ကိုဆွဲလာပြီးဒီအောက်မှာဆွဲထည့်လိုက်ရင်ဒါရပါပြီနော်ဒုတိယတစ်လိုက်မှာကျတော့ကျွန်တော် sample 1နဲ့ပဲကျွန်တော်ပုံသံကိုထည့်ပါတယ် ဒါပုံသားမှာဒါတွေကဆိုလိုလိုင်းတွေကိုကျွန်တော်ဆမ်ပယ်1ကိုသုံးပါတယ်ဒါကတော့ဂီတာကြီးကျွန်တော်တီးထားတာပါတသက်ဂီတာရဲ့ bass ရဲ့ကိုကျွန်တော်ပံ့ပိုးတီးထားတယ် piano ရဲ့နောက်ဒီမှာ impact ရှိတယ်အဓိကသုံးရမှာတော့ impact နဲ့ဆမ်ပယ်1နဲ့ပါ sign one တို့ဆိုရင် sign one မဟုတ်ဘူးเนาะတခြားကျွန်တော်ပြင်ပအတန်ကိုလိုချင်တဲ့အတန်ပေါ့တခြား one shot ရှိတဲ့ဘယ်အတမ်းမဆိုအကုန်ထည့်သုံးလို့ရပါတယ် solo သုံးညင်နေဆိုရင်တော့ sample 1ကနေပြီးတော့တစ်ခုချင်းခေါ်ထည့်လို့ရတယ် impact ကတော့သူကကျွန်တော် fs studio တို့ဘာလို့မလုပ်ပါပဲ ဒီလိုအကွက်လေးနဲ့ပေါ်တာပါဒီမှာကိုကဘယ်ဘယ်အကွက်မှာဘာထည့်နေတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် double face brake ဆိုတဲ့ပတ်မှာထည့်ထားပါတယ်နော်ဒီမှာကျတော့ face white ပတ်မှာရဲ့မျက်နှာပြင်အကြီးပေါ့ဒါကတော့မျက်နှာပြင်အသေးနော်ဒီမှာလက်ကွင်းပေါ့နော်လက်ကွင်းနဲ့ပတ်မှာနဲ့ဘယ်နဲ့တီးတဲ့ brake တန်မှာဒီမှာ6လုံးဘက်ကျွမ်းကျင်တဲ့လူဆိုရင်ညမာဒူရီက6လုံးဘက်တွေကိုကောင်းကောင်းကျွမ်းကျင်တီးနိုင်တယ်ဆိုရင်ဒီမှာ6လုံးဘက်တဝိုင်းသာ အပြည့်ထည့်ပြီးတော့ဒီမှာရေးရလို့ရပါတယ်။သူ့တော့ကျွန်တော်ဒီမှာမီဒီထွက်ခေါ်လိုက်တယ်။မီဒီထွက်မှာကျွန်တော်နာမည်နဲ့ပေါ်နေတယ်။အဲ့မှာကျွန်တော်လိုက်ပြီးတော့ရေးရတာပါ။ကျွန်တော်ကတော့မြန်မာသားမကျွမ်းကျင်တဲ့အတွက်လူပဲအဆင်ပြေသလိုစိတ်ထင်ရရှောက်လို့လိုက်တာပါ။ကျွန်တော်တည်ထားတဲ့ပုံစံကတော့ပထမတစ်ချက်မှာ break တစ်ချက်တီးတယ်။ဒုတိယ B ရဲ့ off မှာ break တစ်ချက်တီးတယ်ပြီးတော့ double face break double face break ကိုအပေါ်မှာတီးတယ်ပြီးတော့ face white နဲ့ ် small wine နဲ့အဲ့လိုမျိုးရှောက်တီးပါတယ်စီလျော်တာမစီလျော်တာကတော့ကျွန်တော်လည်းသိချာမသိပါဘူးဒါကတော့မြန်မာတန်ကျွမ်းကျင်တဲ့လူတွေပဲသိပါတယ်ကျွန်တော်ကနမူနာလုတ်ပြတာပါကြောက်ဘူးနာဝရှိတယ်ကျွန်တော်စိုက်ကြိုက်တဲ့မောင်ဆိုတဲ့တခြင်းလေး ਨੇ ကျွန်တော်စမ်းပြတာပါဒီ impact မှာဒီကိုလိုချင်တဲ့အကွက်ကိုခေါ်လိုက်ဥမာဒီကွက်ခေါ်သေးတယ်ကွာဒီကွက်ကိုခေါ်လိုက်ခေါ်လိုက်ဒီမှာ plus ဆိုတာရှိတယ်ဒီ plus လေးကိုနှိပ်လိုက် နှိပ်ပြီးတော့ဒီတွေကဘာခေါ်ကျင်တယ်လဲပေါ့ဥမာမောင်းခေါ်ကျင်လဲခေါ်လို့ရတယ်ပတ်မာကြီးစခွန့်ဒါအများကြီးပေါ့နော်စီးနဲ့ဝါခေါ်လို့လဲရတယ်ဒီမှာဥမာ1 c only ခေါ်လိုက်မယ်နောက်တစ်ခုမှာကျွန်တော်ဝါခေါ်လိုက်မယ်ဒါဆိုရင်ဒီအောင်ဒါဆိုဝါသံဒါဆိုစီးသံဒါတို့ဒီထဲမှာသွားပြီးတော့ရေးလို့ရတယ်ဒီမှာစီးဝါတွေပါလာပြီကျွန်တော်မှားမှာဆိုလို့မတီးတော့ဘူးเนาะကျွန်တော်မချမ်းကျင်တဲ့အတွက်မှားယွန်းဝိုင်းမကောင်းလို့ကျွန်တော်မတီးတော့ပါဘူး မိတ်ဆွေတို့ကတော့တက်ကြွနေဆိုရင်ဒီမှာတဝိုင်းလုံးသားကိုအပြည့်ဖြည့်ပြီးတော့ဒီလို့ရပါတယ်16တန်ဖြည့်လို့ရတာပေါ့နော်16တန်ဖြည့်လို့ရတယ်တတန်ချင်းစီကိုလည်းစိတ်ကြိုက်ပြန်ချိန်လို့ရတယ်တကူကျွမ်းကျင်ကျွမ်းကျင်တော့စိတ်ကြိုက်တီးလို့ရပါတယ်ဒီတမှာလုပ်တွေလည်းခေါ်ထည့်လို့ရပါတယ်ကျွန်တော်တော့ရိုးဝမ်းရှော့တွေပဲခေါ်ထည့်ပြီးတော့တီးလိုက်တာပါ နဲမှာတော့မယ်လိုဒီလေးတီးလိုက်တယ်ဒါနဲတန်တန်နဲ့ကျွန်တော်ဖွင့်ပြမယ်နောက်အောက်မှာဘုံဘုံတော့ကျွန်တော်ကဒိုမီဒိုထာဆိုပါဒါလေးတီးလိုက်တယ်။နောက်ဒီအောက်ကအင်ပက်မှာတော့ဒါ၆လုံးမဲ့ပုံစံမျိုးလေးပေါ့နော်။ တော့ piano လေးနဲ့ပဲကျွန်တော်ဒိုမီဒိုထားဆိုလိုက်တီးထားတာပါပုံသံလေးကိုလိုက်ပိုးပြီးတီးလိုက်တာပေါ့ဒါတော့ isap bass နဲ့အဲ့ဒါမှာပဲဒိုမီဒိုထားဆိုပဲအဲ့ဒါ ਉਹ ပဲဒါကတော့ distortion နဲ့ LP ဂီတာနဲ့ကျွန်တော်တီးထားတာပါ။မဟုတ်ဘူး call လေးနဲ့ power call လေးနဲ့ပဲကျွန်တော် call လေးလိုက်တီးတာပါ။ ဒါလောက်ဆိုရင် Studio One Recording Software ဝါသနာရှင်နေနေနဲ့လိုက်လို့တတ်မယ်လို့ထင်ပါတယ်။အားလုံးပဲအဆင်ပြေပါစေ။ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်။